ညောင်ရွှေမြို့တွင်ရေကြီးနေပြီးအိမ်တော်စုတရာကျော်ရေပေးရှောင်နေရ။တန်းပြည့်နယ်တောင်မှညောင်ရွှေမြို့နယ်ကမြို့ပေါ်ရပ်ကွက်နှစ်ခုမှာရေကြီးနေပြီးအိမ်တော်စုတရာကျော်ခံမှန်းလူဦးရေ400လောက်ရေပေးရှောင်နေရလို့ကိုကြီးကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။ညောင်ရွှေမြို့မှာမြို့ပေါ်ရပ်ကွက်၈ခုရှိရတဲ့မြို့ဝင်ချောင်းနယ်နေတဲ့တာစီရပ်ကွက်နဲ့ကန်တာရပ်ကွက်ကလူနေအိမ်ထဲမှာရေနှစ်ပေကျော်လောက်ထိဝင်နေတယ်လို့အင်းလေးအဝင်ချောင်းထဲမှာလည်း ကန်းဆက်ကနေ9ဘယ်လောက်ထိရေတက်နေတာဖြစ်ပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့တွင်ရက်ွက်နယ်အများထိရေဝင်ရောက်နေပြီးအင်းလေးဒေသကျွော်များရှိစိုက်ခင်းများလည်းရေမြုပ်ပျက်စီးခဲ့ကြောင်းဒေသခံတို့ကပြောကြားပါတယ်။ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့မှစ၍မိုးဆက်မပြတ်ရွာသွန်းမှုကြောင့်ညောင်ရွှေမြို့ဝယ်မြို့ရက်ရှိဝရင်ကန်နဲ့စာစီကာမရေများမြင့်တက်လာပြီးကံရေရှံကမြို့မဇေနီနဲ့မြို့ပေါ်ရက်ွက်ချို့တို့ ရေများဝင်ရောက်နေပြီဖြစ်ကြောင်းသိရပါတယ်။ဒါပြင်ရောင်ရွှေမြို့ဆက်လေစိတ်မြို့နောက်ဖက်ကျေးရွာများသာစီရက်ကန်တာရက်နဲ့မြို့မဆေးနီတို့မှာရေများဝင်ရောက်နေပြီ။ပေါရိသက်ကျေးရွာရှိ ရွှေညောင်ညောင်ရွှေလမ်းမပေါ်တွင်လည်းရေကြောနေပြီဖြစ်ကြောင်းသိရပါတယ်။အင်းထဲတွင်လည်းမိုးကြီးပြီးအင်းရေမြင့်တက်လာမှုကြောင့်ကျေးရွာများမှာဒေသခံများရဲ့စပားကင်းမြေပဲကင်းများရေမြုပ်ပျက်စီးရလို့သိရပါတယ်။ မဝဇတိုက်ရွာလာရဲ့ချောင်းရီကန်ရီများလာလာရဲ့ဆိုတော့အင်းရီကလည်းတက်လာတယ်။မိုးထက်ရွာအောင်မဲ့ဆိုရင်တော့မနစ်ကစံချိန်ကို ကြော်သွားမလားပဲ။ရေကမြင်မြတ်မကျနိုင်ဘူးလေ။စောရင်ရတယ်။ငလင်ကြောင့်အိမ်ဆောက်တာမပေးသေးဘူး။ဓာကြီးတန်းနဲ့နေနေရတဲ့သူတွေလည်းရှိတယ်။ရေတက်လာတော့တဲလေးကမြုပ်နေပြီ။အင်းလေးဒေသခံတို့ကကြောက်ကြခြင်းဖြစ်ပါတယ်။ညောင်ရွှေမြုပ်ပါဝင်မြန်မာနိုင်ငံအနှံ့ နေရာခွဲ၍မိုးကြီးချင်းရေကြီးချင်းများဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသမြန်မာရန်ကုန်ဌာနဝက်ဘက်ကနေတင်ထားပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မိုးကြီးချင်းနဲ့မိုးတက်လေပြင်းတိုက်ခတ်ခြင်းသတိပေးချက်1389ခုနှစ်ယုံလားပြကျော်9ရက်2025ခုနှစ်ဇွန်လ15ရက်ယနေ့မြန်မာစံတော်ချိန်9နာရီ30မိနစ်ချိန်နောက်ဆုံးရရှိသည့်အချက်အလက်များအရအနောက်တာမုတ်တုံလေအားကောင်းရာမှအားအလွန်ကောင်းလာနိုင်မှုကြောင့် ယနေ့မှစ၍25ရက်6လ2025ရက်နေ့တွင်နေပြည်တော်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးအကိုရီတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင် နေရာအနှံပြားမိုးထစ်ချုံရွာပြီးနေရာကွက်ရွေမိုးသည်ထန်ခြင်းဒေသလိုက်မိုးကြီးခြင်းနဲ့ မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလျှောက်တနာရီလင်း35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။သို့ဖြစ်ပါ၍ဒီသူလူမှုအနေဖြင့်မိုးရွာသွန်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်းမြေပြိုခြင်းနဲ့လေပြင်းတိုက်ခတ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်အဆောက်အအုံများတပြင်းတကိုင်းများဖိုင်ဘာလိုင်းနဲ့လဲစစ်တားအားလိုက်များပြိုကျဆိုင်နေခြင်း စာတော်သဘာဝဘဲအနေရတို့ပြစ်ပေါ်နိုင်တဲ့အတွက်ကောင်းမြတ်ဒေတာများနေမှာနေထိုင်ကြသူများနေဖြင့်မောကျော်ပြစ်ခြင်းနဲ့ရေပြုံမှုအနေရကို၎င်းမြမကံယုတန်တခြားမြင်းငယ်ချောင်းငယ်များအနေနဲ့မြေနေပိုင်းတွင်နေထိုင်ကြသူများနေဖြင့်လေပြင်းအနေရနဲ့ဖလဲတစ်ပြက်ရေကြီးရေရှမ်းမှုအနေရတို့ကို၎င်းကြိုတင်တရေပြုတ်နိုင်မှာရန်နဲ့စာပြုံးမွေးမြူတောင်သူများပါဝင်ပြည်ရင်းလေချောင်းပြန်တန်းရေးပြည်ရင်းရေချောင်းသွားလာရေး မြမကံယူတန်တစ်ချောင်းနဲ့ကမ်းလွန်ပင်လေပြင်လို့ရှိကံဒီကံဝေးငါးဖန်းရေရင်များစက်လီများတင်မောများအနေဖြင့်လည်းသတိပြုရှောင်ရှားနိုင်မှရန်သတိပေးထုတ်ပြန်တင်ပြအပ်ပါတယ်။သဘာဝဘေးရနေရတော့မှကင်းလွတ်ငြိမ်းရေးကြပါစေ။ထူးခြားမိုးလေဝသသတင်းများအားအချိန်နဲ့တပြေးညီသိရှိနိုင်မှရန်မိုးလေဝသမြမရန်ကုန်ဌာနခွဲဖိတ်အား follow ပြုလုပ်ထားနိုင်ပါတယ်။ဒေါက်တာဆိုင်းခွန်အားကစီမံညွှန်ကြားရေးမှူး မြန်မာနိုင်ငံကိုစားပြုဌာနဝေါ်လဝတမြန်မာ